မင်္ဂလာပါရှင်။တင်းင်းလာရီတိုင်းပြတင်းဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့ဇွန်လ6ရက်နေ့အတွက်နောက်ဆုံးရသတင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းင်းလာရီတိုင်းပြတင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကိုအပတ်စဉ်တင်းင်းလာနေ့ကနေတောက်ဆောင်နေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ မြန်မာနိုင်ငံအပေါ်ဝင်နိုင်ငံပေါင်း12နိုင်ငံကနိုင်ငံသားတွေကိုလုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေကိုအကြောင်းပြုပြီးအမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့်ပိတ်ပင်လိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအခုလ၄ရက်နေ့မှာလက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။ပိတ်ပင်ခံရတဲ့နိုင်ငံတွေကတော့မြန်မာ၊အာဖဂန်နစ္စတန်၊ချက်၊ကွန်ဂို၊အီကွေတိုရီယယ်ဂီနီရာ Eritrea, Haiti, Iran, Libya, Somalia, Sudan နဲ့ယီမင်နိုင်ငံတို့ဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ကြေညာချက်ဟာဇွန်လ9ရက်နေ့ဒေသစံတော်ချိန်မနက်7:00နာရီမှာစတင်ပြီးအကျိုးသက်ရောက်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒဝင်းနေ့ကာလန်ဘောကတရချောင်းမြို့နယ်မင်းတပ်ရွာမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနှစ်ဖက်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။မနေ့ကမနက်ပိုင်းမနက်7:00နာရီခွဲဝန်းကျင်မှာမင်းတပ်ရွာတဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ မင်းတဲရွာတက်တူကုန်းရက်ကွက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေထွက်လာတဲ့အချိန်မှာပြည်သူ့ကော်မတီတပ်တွေဘက်ကတက်ခတ်ခဲ့တာဖြစ်ပြီးနိုင်ယဝခက်အကြာတန့်ပွဲဖြစ်ပွားခဲ့တာပါ။နေရွေခိုင်ကစဲတူမြို့နယ်အတွင်းမှာကရင်အမျိုးသားလူမျိုးရေးတမတော် KNLA တရင်စနစ်ရဲ့တရင်စီးရုပ်ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ KNU မီဒီယာခရိုင်ရုံးကထုတ်ပြန်ပါတယ်။အခုလ၄ရက်နေ့ကပြုလုပ်ခဲ့တဲ့အဲ့ဒီအခမ်းအနားကို တမဟာလေးတမဟာမူဘုံမှုချုပ်စောလေးထောအပါဝင်တရင်မှုတွေနဲ့တခြားကောင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒူဝဲမြို့ကြဆားပင်ရက်ွက်ကစိတ်ကမ်းမအထိုင်ချပြီးလက်နက်ကြီးပစ်ကူနဲ့စစ်ကောင်စီတပ်သားတွေကိုပစ်ခတ်တိုက်ခိုက်မှုမှာယူဟာမူအပါဝင်စစ်ကောင်စီတပ်သား၁၁ဦးသေဆုံးခဲ့တယ်လို့အထူးပြောကြားတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေကိုတော်လင်းတပ်တွေဘက်ကစူတင်နေရယူပြီးနောက်လန်လန်ကြီးလန်လန်ငယ်တွေနဲ့အလစ်ပစ်ခတ်တက်ခိုက်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေဟာစိတ်ကမ်းမှလန်လန်ကြီးအထိုင်ချပြီးနောက်လုံလုံမျိုးဘက်ကိုလန်လန်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာဖြစ်ပါတယ်။တနင်္လာညမျိုးနဲ့တင်ခုံးကျေးရွာဘက်ကိုရိတ်ခါလာပေါ်ရဲ့စစ်ကြောင်းတက်ခိုက်ခံရမှုမှာ အရာရှိနှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား9ဦးဒဏ်ရာရရှိခဲ့ရလို့တောင်ပန်းပြည်သူ့ကော်မတီအဖွဲ့ကမင်းကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလကွန်ရက်ကတင်ခုံးဘက်ကိုတက်ကူလာတဲ့စစ်ကောင်စီတပ်သားတွေကိုတမုံချုံရွာမှာ၃ချိန်ဆက်တိုက်တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ပွဲအတွင်းတော်လိုင်းရေးပူပေါင်းတပ်ဘက်ကလည်းရဲဘော၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ လုံလုံညွန့်နယ်ထဲမှာမင်းကကြောက်ရောက်ခဲ့တဲ့ကဘာပတ်ဝန်းကျင်ထိမ့်သိမ်းရေးနေမှာမိုးရသည့်တစ်ပင်ဆိုင်တဲ့ကမ်ပိန်းတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ DMSC ကဥဆောင်ပြီးကဘာမြေစိတ်လန့်ပါစေမြမပြည်ငင်းချမ်းစီဆိုတဲ့ခေါင်းစဉ်နဲ့မိုးရသည့်တစ်ပင်ဆိုင်ကမ်ပိန်းကိုလှုပ်ဆောင်ခဲ့တာပါ။ DMSC အနေနဲ့တော်လိုင်းကလာအတွင်းတစ်ပင်4000ကျော်စိတ်ပြိုးခဲ့ပြီးဖြစ်တယ်လို့အခုနဲ့မိုးရသည့်မှာလည်းအပင်2000ခန့်စိတ်ပြိုးသွားအောင်မှဖြစ်တယ်လို့လည်းကြေညာထားပါဗျ။ နေ့သားဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။